မှာပါ football preview channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒီနေ့ကတနင်္လာနေ့ပေါ့နော်။ဒီနေ့ညမှာဆိုလို့ရှိရင်တော့ကစားမဲ့ ထိတ်တန်းလီပွဲစဉ်၃ပွဲရှိကျန်သေးရပါတော့အဲ့တော့ဒီနေ့ကစားသွားဖို့ရှိတဲ့ထိတ်တန်းလီပွဲစဉ်၃ပွဲတည်းကနေပြီးတော့မှနှစ်ပွဲကိုဒီနေ့မှကျွတ်တင်ပြီးတော့၃တက်ပေးမှာပေါ့နော်အဲ့တော့တခြားသောလက်ကျန်ပွဲစဉ်တွေရဲ့၃တက်ချက်တွေတက်တယ်ပြီးတော့တခြားမောင်းတွဲတွေပေါ့နော်ဒါလေးအကုန်လုံးဆိုလို့ရှိရင်ကျွန်တော်ရဲ့ Viber နဲ့ Telegram Channel တွေမှာတင်ပေးရပါတော့အဲ့တော့ Viber Channel Link ကို Telegram Channel Link ကို DP Org က Comment မှာ Pin Comment အနေနဲ့ထောက်ပေးရပါနော်ဝင်ပြီးတော့ Join ထားနိုင်ရပါအဲ့တော့ဒီနေ့အတွက်ပထမဆုံး၃တက်ပေးခြင်းတဲ့ပွဲစဉ်ကကျတော့ဒီနေ့ညတနင်္ဂနွေဆန်ကမှကစားမဲ့ Italy Serie ပွဲစဉ်တွေပွဲဖြစ်တဲ့ Cremonini နဲ့ Udinese လိုပဲပွဲစဉ် ပေါ့နော်အဲ့တော့အဲဝဲစီရင်လက်ရှိပေါ့ကြီးကိုကျွန်တော်ပြန်ကြည့်ဦးဒီနီကတည်ရကြရင်35ပြားရှုံမယ်ပြီးတော့6ပေါင်းအနေနဲ့ဆိုလို့ရှိရင်2ကိုသွင်းရင်ပြား30ရှုံမယ်ပေါ့နော်အဲ့တော့ Cremoni အသင်းကိုကျွန်တော်ပြန်ကြည့်သူတို့အသင်းကကစားခဲ့တဲ့လက်ရှိအီတလီစီးရဲ့နောက်ဆုံး၄ပွဲမှာဆိုလို့ရှိရင်သူတို့ကတပွဲမှမနိုင်သေးဘူးပေါ့နော်၃ပွဲတည်ကြတယ်တပွဲရှုံတယ်တစ်ဖက်ကဦးဒီနီကိုကျွန်တော်ပြန်ကြည့်တော့ဒီရာဒီမှာသူတို့ကစားခဲ့တဲ့စီးရဲ့ဝေဝင်း၃ပွဲမှာဆိုလို့ရှိရင်သူတို့က2ပွဲနိုင်ခဲ့တယ်ပေါ့နော်ပြီးတော့ ကျော်ဦးလီနီကခရီးမိုနီရဲ့အိမ်ဝဲမှာတွားပြီးတော့ကစားခဲ့ရတဲ့နောက်ဆုံး၄ဝဲကိုကျွန်တော်ပြန်ကြည့်၄ဝဲလုံးမှာဦးဒီနီကအမှတ်ရခဲ့တယ်ပေါ့နော်ဒီတရေတုံးမဟုတ်အနိုင်ကစားခဲ့ပြီးတော့သူတို့ပြန်လာနိုင်ခဲ့တယ်အဲ့တော့ဒီဝဲမှာလည်းဒီဦးဒီနီအနေနဲ့ခရီးမိုနီကို အနည်းဆုံးတော့တရေသုံးဖို့အနိုင်ကစားနိုင်မယ်လို့လည်းထင်တယ်ပေါ့နော်အဲ့တော့ပြောမှဆိုလို့ရှိရင်ဦးဒီနေကဒီသူတို့ကစားခဲ့တဲ့ဒီဟာဒီဝေဝင်ပွဲစီနေမှာဆိုလို့ရှိရင်ဒီသုံးပွဲကစားခဲ့ရမှာသူတို့၃ပွဲလုံးသူတို့ရဲ့တိုက်စစ်က၉ရောင်အတွင်းနိုင်တယ်တပွဲမှာဆိုလို့ရှိရင်သူတို့ရဲ့တိုက်စစ်ကအနည်းဆုံးတွင်းကို၁ကိုဒါမှမဟုတ်၂ကိုပြန်ပြန်အဲ့လောက်ဝင်ကျင်လောက်ထိဦးဒီနေကဝေဝင်ပွဲစီနေမှာဆိုလို့ရှိရင်၉ရောင်အတွင်းနိုင်တယ်ပေါ့နော်အဲ့တော့ခရီမိုနီကိုယ်တိုင်ကကျတော့သူတို့ကစားခဲ့တဲ့နောက်ဆုံး၄ပွဲမှာဆိုလို့ရှိရင်သူတို့ရဲ့တိုက်စစ်ကတွင်းကို၂ကိုပဲရခဲ့တယ်အဲ့တော့လက်ရှိ ဒါခန်းစစ်ပိုင်းဆိုင်ရာရအားကောင်းနေတဲ့ ਊ ဒီနီခန်းစစ်ကိုဒီခရမိုနီအနေနဲ့ထိုးပွားဖို့ဆိုတာအခက်ခဲလိမ့်မယ်ကျွန်တော်ထင်တယ်ဗောနော်ဒီတစ်ဖက်က ਊ ဒီနီကိုယ်တိုင်ကလည်းအဝေးကွင်းမှာဆိုလို့ရှိရင်သူတို့အသင်းကကလင်းရှိအောင်ရခဲ့တဲ့ပွဲစဉ်တွေရှိရယ်ဗောနော်အဲ့တော့ဒီပွဲက ਊ ဒီနီနိုင်သွားလိမ့်မယ်ပွဲစဉ်တွေဝယ်လို့လည်းထင်တယ်ဗောနော်တည်ကြရင်တော့မှ35ပြားပဲရှုံးမယ်ကြီးတခုမှဒီပွဲစဉ်တွေဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ ਊ ဒီနီအသင်းကိုရွေးချယ်ပေးခြင်းနဲ့ဗောအဲ့တော့နောက်ထပ်သုံးသပ်ပေးခြင်းနဲ့ပွဲစဉ်အကြတော့ဒီနေ့ညတနင်္ဂနွေကစားမယ် ဒီအင်္ဂလန်ပရီးမီးယားလိဘွဲစဉ်တပွဲဖြစ်တဲ့ဝက်ဆန်နဲ့ဘရန်ဖို့လိုရဲ့ပွဲစဉ်ပေါ့နော်အဲ့တော့အဲ့ပွဲစဉ်ရဲ့လက်ရှိပေါက်ကြီးကိုကျွန်တော်ပြန်ကြည့်ရင်ဝက်ဆန်ကတည်ကြရင်၅ပြားရှုံးမယ်ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်၃ဂိုးသွင်း65ပြားရမယ်ပေါ့နော်အဲ့တော့ဝက်ဆန်ကိုကျွန်တော်ပြန်ကြည့်ရင်သူတို့ကလက်ရှိနီးပြားတဲ့နူနိုဆန်တိတ်ဆန်တူရဲ့လက်ထက်မှာဆိုလို့ရှိရင်နှစ်ပွဲကစားပြီးပါပြီပေါ့နော်ကစားခဲ့တဲ့နှစ်ပွဲမှာဆိုလို့ရှိရင်သူတို့ကရမတ်တမတ်ရခဲ့တယ်ပြောမှဆိုလို့ရှိရင်ကစားခဲ့တဲ့နှစ်ပွဲမှာသူတို့တပွဲရှုံးတယ်တပွဲတိကြတယ်ပေါ့နော်ဒါပေမဲ့လို့ သူတို့ကစားခဲ့တဲ့အဲ့ဒီနှစ်ပွဲလုံးကျွန်တော်ပြန်ကြည့်ပုံစံကောင်းနေရနေတယ် Everton နဲ့ Arsenal နဲ့အသင်းတွေနဲ့သူတို့ကစားခဲ့ရတာဖြစ်တယ်ပေါ့နော်ပြီးတော့ကစားခဲ့တဲ့နှစ်ပွဲမှာဆိုလို့ရှိရင်လည်း Everton နဲ့သူတို့ဒီတစ်ဖက်တစ်ကိုယ်စီအဝေးကွင်းမှာတည်ကြတယ်ပြီးတော့ Arsenal နဲ့ဆိုလို့ရှိရင်လည်းသူက အဝေးကွေးမှာအာဆင်နယ်ကိုတူးစီးနဲ့ရှုံးခဲ့တယ်ဗောနော်ဒါပေမဲ့လို့ဒီဝက်ဆန်ကသူတို့ကစားခဲ့အဲ့နှစ်ပွဲလုံးကသူတို့ရဲ့အိမ်ဝင်းမှာကစားခဲ့ရတာမဟုတ်ဘူးအဝေးကွေးပွဲစဉ်တွေမှာကစားခဲ့ရဖြစ်တယ်ဗောနော်အဲ့တော့အဝေးကွေးနှစ်ပွဲမှာဒီနီးပြတဲ့ဒီစပြီးဂိုင်းရွေးရတဲ့နှစ်ပွဲမှာအဝေးကွေးနှစ်ပွဲမှာရမှတ်တမှတ်ရခဲ့ဆိုတော့ဝက်ဆန်ရဲ့ ြေစွမ်းတော့ဒီအရင်ကင်တွယ်ခဲ့တဲ့ Korean border ထက်ဆိုင်လက်ရှိ နုံနုံစန်းတို့ကပို့ပြီးတော့အကောင်းနဲ့ကျွန်တော်တတ်မှတ်နိုင်တယ်ပေါ့နော်အဲ့တော့ဒီနေ့တို့ဒီဝဆန်းကတို့ကစားမှာကဒါတို့ရဲ့အိမ်ဝဲမှာတစ်ဖက်က brand ဖို့တို့ရှင်းဆိုင်မှာ ဖြစ်တယ်ပေါ့အဲ့တော့ဒီဘွဲကဒီဝဆန်း ဒီအနိုင်ကစားနိုင်စွမ်းလည်းရှိတယ်ဗောနသူတို့ရဲ့အိမ်ဝင်းမှာကစားမှာလည်းဖြစ်တယ်ဆိုတော့အဲ့တော့တစ်ဖက်က brand ဖို့အသင်းကိုကျွန်တော်ပြန်ကြည့်ရင်ဒီ PK နေဘောလုံးရာသီတုံးဟာဆိုလို့ရှိရင်သူတို့အသင်းကဒါဒီအင်္ဂလန်ရဲ့ဒီ top set အသင်းတွေနဲ့တွေ့ဆုံခဲ့တဲ့အဝေးကွင်းပွဲစဉ်တွေမှာသူတို့ကသုံးပွဲပဲရှုံးခဲ့ဆိုပေမဲ့လို့လက်ရှိဘောလုံးရာသီကိုကျွန်တော်ပြန်ကြည့်ရင်ဒီ brand ဖို့ကလက်ရှိဘောလုံးရာသီရဲ့အဝေးကွင်းပွဲစဉ်နေမှာဆိုလို့ရှိရင်ပွဲတိုင်းဒီပါ ဒီ brand ဘောကရှုံးထားတယ်ဘောနောပြီးတော့သူတို့ရှုံးခဲ့တဲ့အသင်းတွေကိုကျွန်တော်ပြန်ကြည့်လို့ရှင်လေ Nottingham Forest Sunderland Fulham အစရှိတဲ့အသင်းတွေကိုသူတို့ရှုံးခဲ့တာဖြစ်တယ်ဘောနောအဲ့တော့ brand ဘောရဲ့ဒီဟာဒီဝေကွင်းဖောင်ကအရင်အာမကောင်ပွဲတိုင်းဒီပါလေးရှုံးထားတယ်အဲ့တော့ဒီပွဲမှာလည်းဒီ brand ဘောအနေနဲ့ဒီ Watson နဲ့တွေ့တဲ့ပွဲမှာသူတို့အတွက်ရုန်းကန်ရအောင်မှာဖြစ်တယ်ဘောနောပြီးတော့ဒီ Watson ကိုကျွန်တော်ပြန်ကြည့်လို့ရှင်လေဒီဟာဒီမှာသူတို့ကရှုံးပွဲ၅ပွဲရှိတာပဲဘောနောဒါပေမဲ့လို့အဲ့ရှုံးခဲ့တဲ့ရှုံးပွဲ၅ပွဲလုံးကိုကျွန်တော်ပြန်ကြည့်ရင်သူတို့ကဒါ Premier League ရဲ့128က အတင်းအနေနဲ့တွေးဆောင်ခဲ့တဲ့ပိုးစီနေမှာရှုံးခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့128အပြင်ကဒီပြင်ပကတွေးခဲ့တဲ့အတင်းအနေနဲ့တွေးဆောင်မှုတွေမှာဆိုလို့ရှိရင်တော့ဝက်ဆန်ကမရှုံးသာဘူးအဲ့တော့ဒီပွဲက brand 4ကိုဝက်ဆန်အနေနဲ့ဒီဒီပွဲမှာအနိုင်ကစားနိုင်မယ်လို့လည်းထင်တယ်ပေါ့နော်အဲ့တော့တည်ကြရင်တော့မှဒီငါးပြားပဲရှုံးမယ်ဆိုတဲ့ခြေတစ်ခုကဒီပွဲကဝက်ဆန်ဒီအင်ရှင်ဖီအားနဲ့တူတစ်ဖက်က brand 4အနိုင်ကစားနိုင်မယ်လို့လည်းထင်တယ်ပေါ့နော်အဲ့တော့ဒီပွဲစဉ်အတွက်ဆိုလို့ရှိရင်တော့ဝက်ဆန်ကိုရွေးချယ်ပေးခြင်းနဲ့